အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တွေအားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခု Real Madrid အသင်းပေါ်နေ Javi Alonso နဲ့ Real Madrid အသင်းကအခုသူတို့အသင်းကိုကြည့်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့အသင်းက broken ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့တကယ့်ကို Kylian Mbappe FC လို့တော့ပြောရမယ့်အခြေအနေမျိုးဖြစ်နေတယ်ရှင်းရှင်းလေးပြောရမယ်ဆိုရင် Mbappe ကိုမသွင်းနိုင် Real Madrid ကိုမရဘူးဆိုတဲ့အချက်ပဲ။ အမ်ဘပ်ပေကိုမသွင်းလို့အမ်ဘပ်ပေကိုမသွင်းနိုင်ရင်မတွေ့နိုင်ပွဲပျောက်ပြီဒါကရင်မတွေ့အသင်းရဲ့အဓိကပြဿနာဖြစ်အန်ချီလိုတီလက်ထံမှာရင်မတွေ့အသင်းရှုံးပွဲတွေတွေးတယ်ရလက်တီဆိုတာပံပေမဲ့အခုထက်ပိုကောင်းတဲ့ကစားကွက်မျိုးကစားပုံမျိုးကစားဟန်မျိုးအများကြီးရှိတယ်ဒါပေမဲ့လက်ရှိရင်မတွေ့အသင်းကအမ်ဘပ်ပေရဲ့အရှိန်ပါဝါဟာအရန်ကြီးသွားခဲ့ပြီးသူနဲ့ဂျာကအောက်ကကစားမားတွေရဲ့ level အရန်กว่าသွားတဲ့ပုံစံမျိုးဖြစ်တယ်။ဒီလေအမ်ဘတ်ပေးကဘူးရှေရောက်ရင် okay ဟိုတနေ့က Celta Vigo နဲ့ပွဲမှာ okay သူရတဲ့ chance ချိုးလွဲချော်တာမှန်ပေမဲ့သူသူ့ရဲ့ယုံကြည်မှုကအမြင့်ဆုံးရောက်နေပေမဲ့ channel ကစားမတွေအားလုံးအခုဆိုရင်ပြ Rodrigo ဆိုရင်ပွဲ30ကျော်ရှိပြီ။လုံးဝကိုမသွင်းနိုင်သေးဘူး။ Ju Balingan လည်းဟိုတလောတော့ကခဏကိုပြန်သွင်းပေမဲ့သူတောက်လျှောက်ပြန်ပြောင်းနေတယ်။ Vinicius Junior ကလည်း Ballon d'Or ဆုမရဘဲကနေတောက်လျှောက်ချသွားတာဟိုလက်ရှိချိန်ကြည့်ပေး။ပိုဆိုးတာက ဒီအတီမှာရီမက်ဒရစ်အသင်းဟာအသင်းလိုက်ဟန်ချက်ညီတဲ့ကစားကွက်လုံးဝမရှိတဲ့ပြဿနာကစားပုံကိုကြည့်ရင်လောင်ပေါ်ချမယ်ကောင်တာထရန်ဇီရှင်တွေကိုကစားမယ်တူးချင်းအင်ဒီဗီဂျူအယ်တီကိုတွားမယ်ဒါပဲ အန်ချယ်လော်တီလက်ထက်မှာမှတစ်ခါလေကွင်းလေကိုစိုးမိုးထားတဲ့အပိုင်းလေးတွေနဲ့ပွဲကိုချင်းကပ်ပြီးတော့မှအနိုင်ယူသွားတဲ့ပွဲတွေဥပမာ Real Madrid ရှုံးနေလို့ရှိရင် Santiago Bernabeu မှာ Real Madrid က chance after chance after chance နဲ့တိုက်နေတာဒါပေမဲ့ကျွန်တော်တို့မနေ့က Celta Vigo နဲ့ကစားတဲ့ပွဲမှာထုတ်ခံရတာဒီခဏဖယ်ထားလိုက်7ယောက်7ယောက်မှာ Real Madrid လုံးဝမရှင်းနိုင်ဘူးအဲ့ဒါတပွဲလည်းမဟုတ်ဘူးနှစ်ပွဲလည်းမဟုတ်ဘူးဟို Athletic Club Club နဲ့ပွဲကအဲ့လိုတပွဲကောင်း one of ပွဲတွေမှာ Real Madrid ကောင်းနေဒါပေမဲ့အခုကအခု Real Madrid ကအခုအခုဒီ La Liga ရဲ့ ဒါပြိုက်ပွဲဆိုပေါ့လေဒါနောက်ဆုံးခုနှစ်ပွဲမှာနှစ်ပွဲပဲနိုင်ထားတယ်သူတို့နှစ်ပွဲပဲနိုင်ထားနိုင်တဲ့ပွဲနှစ်ပွဲမှာတပွဲကအိုလံပီယာကိုအဲ့အိုလံပီယာကိုသူတို့4-1နဲ့နိုင်ပြီးတော့မှ4-3ဖြစ်သွားတယ်အဲ့အိုလံပီယာကိုအဝေးကွန်းတပွဲရဲ့အက်သလက်တစ်ကလပ်ကို3-0နဲ့အဝေးကွန်းတပွဲရဲ့ဒါပဲဆိုတော့လီဗာပူးကိုအန်ဖီကွန်းမှာရှုံးတယ်ရိုင်ယန်ဗလက်ကာနိုကိုတေးကြတယ်အဲ့ချီကိုသူတို့တေးကြတယ်အိုလံပီယာကိုအနိုင်နဲ့ဂျီရိုနာကိုတေးထက်ကြတယ် Athletic Club ကိုနိုင်ပြီးတော့အခု Celta ကိုသူတို့ရှုံသွားတယ်အခုသူတို့လာမဲ့ပွဲစဉ်က Manchester City နဲ့လာမဲ့ပွဲစဉ်ကန်ရမယ် Manchester City နဲ့ပွဲကန်ရမယ် La Liga မှာ Barcelona အလောက်မကောင်းဘူးနော် La Liga မှာ Barcelona ကလည်း up and down ခြေစွမ်းဒါပေမဲ့ Barcelona ကတခုရှိတာက90နိုင်ထိုက်တဲ့ပွဲတွေအားလုံးကိုသူတို့အနိုင်ယူနိုင်တယ်မပြောချင်တာအပြား Sevilla လိုပွဲမျိုးမှာသူတို့ highline ကတော်တော်ဆူဆူဝါဖြစ်လို့သူတို့ရှုံသွားတယ် Real Madrid ကို El Clasico မှာရှုံးတယ်ဒါပေမဲ့ Barcelona ဟာ Real Vallecano ကိုတပွဲပဲသေးကြတယ် ကျန်တဲ့အခုလာလီကာ15ပွဲမှာသူတို့စုစုပေါင်း12ပွဲနိုင်တယ်12ပွဲနိုင်တယ်အဲ့12ပွဲနိုင်တဲ့အချက်ကဘာဖြစ်သွားလဲဆိုတော့သူတို့အသင်းအတွက်လုံးဝကိုဒါယုံကြည်မှုအပြည့်ဝပဲဒါလာလီကာမှာ sorry total 13ပွဲနိုင်တယ်ဗျာ15 16ပွဲသူတို့15ပွဲကစားပြီးဝပြီ15ပွဲမှာ2ပွဲရှုံးတယ်တပွဲတည်ကြတယ်သူတို့ရဲ့ဖောင်ကတော်တော်ကိုငြိမ့်တာ ဒီချက်ကဘာဆိုနာအသင်းရဲ့အားသာချက်ဖြစ်တယ်ဘာဆိုနာကတော်တော်ကိုယုံကြည်ဘူးအခုတိုးတယ်သူတို့16ပွဲကန်ပြီးပါပြီ sorry 16ပွဲကန်ပြီး16ပွဲမှာ73ပွဲနိုင်တပွဲသေး2ပွဲရှုံးဒါပေမဲ့ real madrid ကဒီလိုပုံစံမျိုးပဲဒါပေမဲ့တင်ရအများများတယ်တင်ရ3ပွဲကြတယ်ရှုံးပွဲ2ပွဲပိုဆိုတာက real madrid ကကစားဟန်လုံးဝမကောင်းတဲ့ချက်ပဲ la liga ပွဲစဉ်တွေတပွဲလုံးကိုကြည့်ရင် real madrid ပြည့်တတ်တယ်အထီးဆုံးပဲ အလွန်ဆိုပါကစားတဲ့ဟန်ပတ်မှုရာဘလို့ DNA နဲ့ကစားတာလဲဘလို့ philosophy နဲ့ကစားတာလဲဘလို့ပုံစံသူ့သူ့ကစားကုတ်ကိုကြည့်ရင်ပြလုံးဝအာမရပွဲတိုင်းကိုမစည်းနိုင်ပြဿနာက Real Madrid ရဲ့အိမ်ဝင်းကြီးဖြစ်ပါရဲ့နဲ့အဲ့အိမ်ကွင်းမှာတောင်း Real Madrid အသင်းရဲ့အခြေအနေကဘလို့ပြောမလဲဆိုသူတင်ကိုတင်အကျိတ်နဲ့ကစားနေရတယ်ပြဿနာပဲအဲ့ဒါကအလွန်ဆိုဖြေကိုဖြေရှင်းရမယ်ပြဿနာအခု Alabas ကိုအဝေးကွင်းသွားကြရမယ်ပြီးအိမ်ကွင်းသုံးပွဲဆက် ဒါဆဗီယာရဲ့ဘတ်တီရဲ့လေဗန်တီရဲ့အဲ့ဒါပြီးတာနဲ့အဝေးကွင်းမှာဗီလာရီယယ်ကံရမယ်ဆိုဒီပွဲတွေက tough game တွေပဲပြိုင်ဘက်လာလီဂါမှာဘာစလိုနာကအခုဆိုရင်မထင်မှတ်ပဲနဲ့အမှတ်တောင်သူတို့ကိုဖျက်လိုက်ပြီရီယယ်မက်ဒရစ်ကအခု36မှတ်ဘာစလိုနာကရမှတ်40ဖြစ်သွားတယ်ရီယယ်မက်ဒရစ်ဟာဘာစလိုနာကိုအက်ကလစီကိုနိုင်ပြီးတဲ့အချိန်မှာ9မှတ်ဖျက်လောက်တဲ့အချိန်တွေကနေအခုသူတို့၄မှတ်ပြန်ပြတ်ကျန်ခဲ့တယ်ဆိုတာဒါမိနစ်ကလည်းပုံစံတူပဲဆိုတော့ဂျာဗီအလွန်ဆိုအတွက်ရီယယ်မက်ဒရစ်ရဲ့ အအပေါ်ဘာဂျာဗီအလွန်ဆိုကိုရင်းမတွေ့ပြန်လဲစဉ်းစားသုံးသပ်သင့်ပြီလားဒါမှမဟုတ်ရှင်အလွန်ဆိုရဲ့ဒီစနစ်ကရောတကယ်ကိုအမဝင်လာလားဒါမှမဟုတ်ရှင်ရင်းမတွေ့မှာဆရာများသားတည်တဲ့ပုံစံနဲ့နမေကြီးကစားမတွေကိုနိုင်နိုင်နင်းနင်းထိနိုင်တဲ့အရေးသွေးအလွန်ဆိုမှမရှိသေးဘူးလားဒါမှမဟုတ်ရှင်ရင်းမတွေ့ကစားသမားတွေကိုတိုင်ကဘယ်လိုပြောမလဲတကယ်ကိုဘောလုံးကိုအာရုံစူးစိုက်မှုနေပြီးတော့တခြားဘက်တွေကိုရောက်လဲအခုကျွန်တော်တို့ကြည့်တာဗျာခစားရက်ကောင်းတယ်အာတကူလာကောင်းတယ် ကမဗင်ကရှော်မနီကောင်းတယ်အမ်ဘပ်ပေးကောင်းတယ်လက်ချိုးကြီးလွှဲရတယ်ဒီကောင်းတယ်ဂိုးသမားတီဘူခေါ်တာပြောကြမှာမလို့ဆိုတော့ရယ်မက်ဒရစ်ပြိတ္တတယ်ဘလို့မြင်ကြလဲဂျာဗီအလွန်ဆိုနီယာအပြောင်းလဲလုံတင်လားဒါမှမဟုတ်ရှင်ဂျာဗီအလွန်ဆိုကိုပဲဒါတေချာတီချပူကောင်းတဲ့အုပ်ချုပ်မှုပိုင်းနဲ့ဒီသင်းကိုဥဆောင်စစ်လာဘလို့ထင်လဲရယ်မက်ဒရစ်ကတော့အလွန်ဆိုဘောကိုအပြေးအဝါထောက်ခံတာတယ်သူတို့ရဲ့အခုဒီဘက်ပွဲစဉ်ဟာချန်ပီယံလိပွဲစဉ်မန်ချက်စတာစီးတီးနဲ့ဒါတို့မှာဆန်တီယာဂိုဘာနေပေးမှာပေါ့လေအားလုံးကျေးဇူးတင်ပါတယ်